မန္တလေးမြမဟာမြတ်မူနီဘုရားကြီးဘူးရနနော်မဟာမြတ်မူနီဘုရားကြီးရဲ့တောင်မဲ့မဲ့ဒက္ခိနာရာမတဲ့ဒက္ခိနာဆိုတာတောင်မဲ့အာရာမဆိုတာကျောင်းတောင်မဲ့ကျောင်းပေါ့မြတ်စွာမဟာမြတ်မူနီဘုရားကြီးရဲ့တောင်မဲ့အရာမျက်နာမဲ့ကျောင်းဆောက်ထားလို့ဒက္ခိနာရာမတောင်မဲ့ကျောင်းလို့ခေါ်တယ်အဲ့ဒီတောင်မဲ့ကျောင်းမဲ့ဆရာတော်ကြီးဥယံကုန်တဲ့ဘုရတဲ့တော့ ရန်ကုန်သားလေးကတူးကြောင်ကြီးသားအဲ့ဒီတူးကြောင်ကြီးကနေပဲမယ်လို့သူကသူ့ကိုသူရန်ကုန်သားလို့ပြောလို့ဥယံကုန်တဲ့အဲ့ဒီဥယံကုန်ကသူတို့ယွာကသူတို့ယွာကတော်တော်ဥချင်းဥစဉ်ကြီးဆုံးကံပြန်လာတော့ဟေးဟူဥစဉ်ကြီးလာတာမင်းတပိတ်လှပြသံရေခိုင်းတယ်အဲ့ဒါတပိတ်လှပြ ဟာမိသမီးတည်းလေဆွန်လေးကနှလုံးစာသုံးလုံးစာလေးပါလားဘာမှမရပါပဲလားမြမဗျာမရဘူးဗျာဆွန်ရကြုတ်ကလေးတွေလှက်ကြည့်ဟာဒီထင်းကလည်းမင်းဥစားပဲပြုတ်တော့ပါရဲ့စီမပါဘူးကွာမင်းဥစားနောက်တက်ကဆွန်ရကြုတ်လေးတစ်ကြုတ်လှက်တဲ့ဟာဒါလည်းချင်းမောင်ရဲ့ရေလုံးပြုတ်ထားတာကွာမင်းမဝပါဘူးလို့ပြောတယ်တပည့်တော် မန္တလေးရောက်တာ၃နှစ်ကျော်ပါပြီဗျာတခါမှဆွံ့မြဝတ်အောင်မရဘူးအောင်ဗျာဒီလိုဆိုမင်းမသေးဘူးလားကွာဘာသာနေတော့လို့တပီတော့ရတဲ့ဥစဉ်နေကိုယ်နေစီတောင်းစားပါတယ်ဗျာကြည်စံတို့တော့ဘုံကန်နေတဲ့ကိုတော်ကြီးအသားကလည်းမဲကတ္တရာဒီဘုံစစ်စည်းတုတ်ထားတဲ့အတိုင်းကတ္တရာဒီဘုံမဲတယ်မဟုတ်လားစစ်စည်းတုတ်လိုက်တော့ ပူမဲသွားတာပေါ့နော်မင်းဟာကတ္တရာတိဘုံစစ်စည်းသုံးထားတဲ့အတန်အသားကမဲကျုပ်မျက်နှာကလည်းကြောက်ပေါက်ငေါခွက်ဒီပါမင်းမြင်ဘူးမကြည်ညိုဘူးဒီမှာမြင်တဲ့အတိုင်းပါပဲဖျားလို့အေးအဲ့လိုဆိုရင်မင်းကဘုံကြီးတဲ့နီးပေးမယ်ယူမလားလို့ဆရာတော်ဆိုင်းမနေပါနဲ့အခုပေးပါဖျားလို့သူကဆိုင်းနေဆရာကြီးမွေ့သွားမရလိုက်ခဲ့နေမှဆိုလို့ဘယ်လိုလျှောက်တော့ ဆိုင်မနေပါနဲ့ဖေဟာအခုပေးပါဘုံကြီးတဲ့နီပေးမှာပြန်အခုပေးပါပေါ့ဟုတ်လားဟေးအဲ့တော့လာ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 လိုက်ခဲဆိုပြီးတော့ကျောင်းမော်ခေါ်သွားကျောင်းမော်ကြတော့စိတ်ပီလေးတကုံပေးတယ်ရောဟောဒီစိတ်ပီမင်းကအပိုင်ပေးပြီဟောဒီစိတ်ပီလေးဝူဒီလိုလက်ခလေနဲ့ကိုင်းလမဒီနဲ့ဟောလို့စိတ်ရတယ်အရဟံအရဟံအရဟံနဲ့စိတ် ုသမเออรหันต์สุปริตะลงชะอรหันต์สุปริตะลงชะปริตะกုံးเอะอလုံးนี้ดิเบะณလုံးบ่าเราเฮ้อองเตยะชิกั่วพุทธะเสะโสดามาเอ้พุทธะสุราญัสวาพะย่ะเยเสะสุราเสะเล็กขณะ ်ရန်စွာဘုရားတခရဲ့ခြီးဘွားမှာစက်လက္ခဏာအကွက်၄ပေါင်၁၈၈ကွပါတယ်တဲ့မဟုတ်ကလားဟိရန်စွာဘုရားတခရဲ့ခြီးဘွားမှာအကွက်ကလေးပေါင်ဘလောက်ပါတယ်ဟိဒီဘုရားခြီးလို့ရာတွေတွေ့ရင်သေချာကြည့်နော်အဲ့ဒီ၁၈၈ကွစက်လက္ခဏာအမှအတာထားပြီးတော့စိတ်ပတိလေ၁၈၈လုံးလုံးနေတဲ့အရာနဲ့အရဟံတပပ ပြီးတော့အရဟံစိတ်ပြီးရင်သမ္မာတမုဒ္ဒောပရိသလုံးချသမ္မာတမုဒ္ဒောသမ္မာတမုဒ္ဒောနဲ့တပတ်စိတ်ဘယ်နှပတ်ရတော့နှစ်ပတ်ရသွားပြီးတော့ဗာစိတ်မယ်ဝိဇာသရဏတမ္ပနောဝိဇာသရဏတမ္ပနောနဲ့ပရိသတလုံးချင်းတလုံးချင်းချတပတ်ရအဲ့တော့ဘယ်နှပတ်ရသွားတော့၃ပတ်ရသွားပြီ ဝိသာသရဏတမ္ပနောပြီးရင်ဗာစိတ်မလို့သူကတော်သူကတော်သူကတော်နဲ့တပတ်စိတ်ဘယ်နှပါရတော့လေးပါရပြီပြီးတော့ဗာစိတ်မယ်လောကဝိတုလောကဝိတုလောကဝိတုနဲ့တပတ်စိတ်ဘယ်နှပါတော့နာပါပြီးတော့ဗာစိတ်မယ်အနုတ္တရောနဲ့တပတ်စိတ်ရတယ် ဟုတ်ကလားအနုတ္တရောပရိတလုံးချအနုတ္တရောပရိတလုံးချအနုတ္တရောအနုတ္တရောနဲ့တပတ်စိဘယ်နှပတ်ရတော့6ပတ်ရသွားပြီဟုတ်လားဤပြီးတော့ဗာစိတ်မယ်ပုရိသဓမ္မတာရတိသောသမ ေပရိတလုံးချပုရိသဓမ္မသာရတိပုရိသဓမ္မသာရတိနဲ့တပတ်စိဘဏပရရခုနှစ်ပရပြီးတော့ဗာစိမ့်နေသတ္ထာ దేవ မနုဿာနံသတ္ထာ దేవ မနုဿာနံနဲ့တပတ်စိဘဏပတုရှစ်ပတ်ရှိသွားပြီပြီးတော့ဗာစိမ့်မယ်ဘုဒ္ဓဘုဒ္ဓဘုဒ္ဓနဲ့တပတ်စိဘဏပတု ကိုးပါပြီးတော့ပါစိတ်မြန်ဘဂဝါဘဂဝါဘဂဝါနဲ့တပန်းစိတ်ဘယ်နှပါတုံးဖျားကုံတော်10ပါတပါးတပါးနဲ့မနဲ့အိမ်ရထားရင်10ပါးစိတ်နေလေဆယ်နှစ်နာရီထိုးရင်10ပန်းစိတ်ညအိယာဝင်မအိတ်ခင်လေး10ပန်းစိတ်တနေ့ကိုပရိပတ်30စိတ်မင်းဘုံကြည့်ပြီလို့ပြောတယ် ဟုတ်လားဤဘုရားကုံတော်ဘယ်နှပါတော့7ပါးတပါးတပါးနဲ့မနဲ့အိယာထာဘာလို့တော့7ပါးနေ့လင်72နာရီထိုးရင်7ပါးပြီးတော့ညအိယာဝင် မအိခင်7ပါးတနေ့ကိုပရိပဘယ်လောက်ဆေးရမလဲ30စေးမင်းဘုံကြီးပြီလို့ပါ ဆိုတော့အဲ့ဒီဦးဇင်းကြီးကဓမ္မတပည့်တော်ဒီနေ့ပဲစပါမယ်ဗျာလို့ပြောတာသူကဘုံကကြီးကျင်လာပါကိုဟူတရားနာပရိသတ်တွေလည်းဒီကတရားဝတ်ပြီးလို့ပြန်သွားအိမ်အိမ်ကြတော့ဘုံတိုင်းဆိုအိမ်မပြစ်လိုက်နဲ့ဟုတ်ဘာလုပ်လိုက်ရမလို့ဟေးပရိဘဏပတ်စိတ်လိုက်ရမလို့ဆေဘတ်စိတ်ရမှာနော်ပရိမမတွေ့ရင်လည်းရှောက်ရှားပေါ့ မူတွေတက်နေရင်လည်းပဲနင်းနေပွက်ပြလိုက်ဦးပရိဒီကလည်းမစိတ်သာကြရင်မူတက်တယ်ဟုတ်ကလားဒီအေးမူမတက်စီနဲ့အဲလိုဆယ်ဘတ်စိတ်ဒီနေ့ကစပြီးတော့ငါစိတ်မယ်အပေတကားပိတ်ဖို့ရအတွက်ဟုတ်ကလားဒီအေးအေးအဲတော့ဦးစင်းကြီးကဖျားကုံတော်၉ပါးမဟုတ်လားဖျားရှင်ရှင်မြားက၁၀ပါးလားတဲ့ ေးกว่าพญากုံတော်10บาวิตุรีเมธังราဤလဲ10บาပဲဖွင့်တယ်ปาราติกันทกราဤလဲ10บาပဲဖွင့်တယ်พญากုံတော်10บาလို့မှတ်ပါလို့သူပြောတယ်ဟုတ်လားဤกุติยานาปริตัตติတွေလက်ชูသမအောင်อรหังလက်တစ်ချောင်းชูเนาะနမတံဗုဒ္ဓဝိဇ္ဇာစရဏသံပါဏော သူကံတော်လောကဝိတုဘယ်နဲ့ကခုရှိသွားပြုံးရိယအနုတ္တရော6ခုနော်ပုရိသဓမ္မတာရတိ9ခုပြီးတော့တထာဒေဝမနုဿာနံ6ခုဘုဒ္ဓောကိုကုဘဂဝါ10ခုဘုရားကုံတော်ဘယ်နှပါးတော့နှိမ့် ေးချေပါဒီနေ့ကစစိတ်ပါဟုတ်လားအဲ့ဒီကိုတော်ကြီးကအဲ့ဒီနေ့စိတ်နေလေဆန္ဒနာကြီးထိုးညအေရဝန်တော့မအေခင်ဆေပါစိတ်နောက်တနေ့အေရထားတော့အေရထားမျက်နာတို့ပါတော့တက်ပြီးတော့ဆေပါစိတ်ပြီးတော့ဆုံးခံထွက်မန္တလေးက6နာရီ9နာရီဆိုဆုံးခံထွက်ရအဲ့တော့ ဆွမ်းကန်ထွက်ဖို့တပိတ်ကလေးပိုက်သင်္ကန်းယုံထွက်လာတော့ဆရာတော်ကြီးဥယံကဟေးဟူကိုရောကြီးလန်းလာမင်းဗရိစိတ်ကလာစိတ်မဗျာမနေ့နေ့လေကဆယ်ပတ်ညအိယာဝင်တော့ဆယ်ပတ်အခုမနေ့အိယာထားတော့ဆယ်ပတ်တမိတော့30စိတ်ခဲ့ပါပြီဖျားအေးမနေ့ကပြောတာငါနည်းနည်းလိုးသွားလို့ကွာတမအမေရှိပါဗျာဗာများလူတို့ ခုလိုဆွမ်းခံသွားလို့ရှိရင်မေတ္တာတုပ်ရွက်ပြီးတော့မေတ္တာပွားသွားရတယ်။ဆွမ်းခံသွားလို့ရှိရင်ဘာလုပ်ရတယ်ဟေး။မေတ္တာတုပ်ရွေးမေတ္တာပွားမေတ္တာတုပ်ရရလားရပါဗျာဆိုပြီးတော့သူကဆိုးပြတယ်။အေးဟုတ်ပြီ။မေတ္တာတုပ်မရွေးရှင်လဲတွေ့သမျှတရားကျမ်းမာပါစေချမ်းသာပါစေခုသားမှာပြိတ္တာကျမ်းမာပါစေ။ ချမ်းသာပါစေသုံးပါဆို ကျမ်းမာပါစေချမ်းသာပါစေညမ်းမာပါစေချမ်းသာပါစေအေးကျမ်းမာပါစေဆိုတာဒီယုတ်ခန္ဓာကိုယ်ကြီးကျမ်းမာပါစေချမ်းသာပါစေဆိုတာစိတ်လေးပဲချမ်းသာပါစေဟုတ်ကဲ့လားအေးအဲ့လိုပွားသွားဆိုတော့အဲ့ဒီတော့အဲ့ဒီကိုတော်ကြီးအဲ ဘွားသွားဒီနေ့ကိုပฏิပတ်30စိတ်30ပြီးရင်မေတ္တာဘွားအဲဒီလိုနဲ့မေတ္တာဘွားသွားတဲ့အတွက်3လလလောက်ရှိတော့ဆရာကြီးဥယံကငါကိုတော်ကြီးဘယ်လိုများနေတော့မဲ့ဆိုပြီးတော့သူဆုံးကပြန်လာမဲ့လမ်းကစောင့်အောင်ပြီးတော့အဖာပြုတပည့်စီလှဲပြီးတော့စောင့်နေဟိုကိုယ်တော်ကြီးပြန်လာတော့ဟေးဟိုကိုယ်တော်ကြီးလမ်းသာမင်းတပည့်လမ်းပြသာ တပိတ်တဝက်ကျော်နေတယ်ဆွန်းနေဆွန်းရတယ်ဟာမင်းတဝက်ကျော်နေပါလားမြမဖျားဆရာတော်ပြောတဲ့အတိုင်တပိတော်ဒီနေ့ပရိမတ်30စိတ်မေတ္တာပွားလို့ဆွန်းနေရပြီဖျားတပိတော်တေပါတဲ့တမမကုန်သုံးပါလောက်စားလို့ရပြီဖျားဒါကနေသီးတာဘုံกว่าပဲဖျားကုန်တော့ဒီလောက်ကအမနတပိတ်မောက်ရှံသွားရမယ်စိတ်ကုန်လူသေးတယ်မြမတပိတော်တသက်လုံးစိတ်မှာပါဖျားလို့ ေးမင်းတသက်လုံးစိတ်ရင်တသက်လုံးချမ်းသာပြီတသက်လုံးဟိုးတဘောဘောဘဘောလီလေးပဲတတန္တရာလုံးချမ်းသာပြီးတော့မင်းနိဗ္ဗာန်ချမ်းချမ်းသာသာလေးနဲ့ရောက်မယ်လို့ပြောတယ်ခုတရားနာပရိသတ်တွေလည်းပဲတသက်လုံးမရိစေရမှာဟေးကြားလားစိတ်နိုင်မှာမလားအေးစိတ်နိုင်ရောက်အေးဆို ရမာပါသည်ချမ်းသာပါသည်လို့မေတ္တာလဲပွားကြဟုတ်လားဟေးအေးနောက်ကြတော့အဲ့ဒီကိုတော်ကြီးတထေးကြီးတွေကတိုင်တရာကြောင်းဆိုတော့တိုင်ကြီးတလုံးတလုံးဟောလောက်ကြီးကြီးတိုင်ကြီးတွေနဲ့တိုင်တရာကြောင်းကြီးဆောက်ပြီးတော့လှူတယ်ဗျာကြောင်းကြောင်းဖုံးကြီးဖြစ်သွားတယ်ဘုံမကြည့်ပြီဘူးလားအဲ့ဒီဘုံကြီးအောင် ဖရာကုံတော်ပရိစိတ်မေတ္တာပွားလို့ဟုတ်လားဟေးဘာလို့ဘုံကြီးလာတာတော့ဖရာကုံတော်ပရိစိတ်မေတ္တာပွားလို့အခုတရားနာပရိသတ်တွေလေဖရာကုံတော်ပရိစိတ်မေတ္တာပွားရင်လူသားတွေအကုန်ရမယ်ကောင်းမေဘူးလားဘာကြောင့်လဲဆိုတော့စိတ်တဝိတ္တုဒ္ဓိစိတ်စင်ကြဲသွားလို့တဲ့ ဘာကြောင့်ဒီပုဂ္ဂိုလ်ဘုံကြီးလာတယ်ဆိုရင်စိတ်တဝိတုဒ္ဓီအဲ့ဒီပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာဘုရားဂုံတော်ကြီးပရိစိတ်မေတ္တာကြီးပွားပါများတော့လောဘဒေါသမောဟကိလေသာကြီးနေပြီးတော့မရှိပြီးတော့အဲဘုံကြီးလာတာတဲ့စိတ်တဝိတုဒ္ဓီဖြစ်လို့ဟုတ်ကလားအဲ့တော့စိတ်တဝိတုဒ္ဓီစိတ်စင်ကြအောင်မလုပ်မလဲလို့မွေးရင်မလုပ်မလဲ ဘုရားကုံတော်ပရိစိတ်မေတ္တာပွားစိတ်စင်ကြအောင်မလုပ်ရမလားဟိအေးဘုရားကုံတော်ပရိစိတ်မေတ္တာပွားအဲ့ဒါစိတ်စင်ကြော